ူတော်များများမှဆိုလို့ရှိရင်ပေါ့နော်အရေးပြားနဲ့ပတ်သက်ပြီးတော့ပေါ့နော်လုံးဝကိုသိတာသိရပေါ့နော်အရေးပြားဆိုတာကဒီခနာကိုရဲ့အရှိမအစိတ်ပိုင်းတစ်ခုလို့လည်းပြောလို့ရတာပေါ့နော်ကောင်းအစာချေဆုံးပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးမှာဆိုလို့ရှိရင်ဖုံးအုပ်ထားတာကဒီအယူပြားပဲနော် ပုခံအားရစနစ်ပထမဦးဆုံးအပြင်ဘက်ကဆုံးကခံတက်တစ်ခုဖြစ်တယ်လို့လည်းပြောလို့ရတယ်။ပြီးလို့ရှိရင်အရေးပြားရဲ့အပိုးမွှားတွေကနေပြီးတော့အသက်ရှူလမ်းကြောင်းကြည့်ပြီးအစာရည်မျိုးလမ်းကြောင်းကြည့်ပေါ့နော်ခဏကိုယ်တည်းဝေမရအောင်လဲတားဆီးပေးနိုင်လိုက်ရတယ်အရေးပြားပဲပေါ့နော်။ဒါကြောင့်မို့လို့ဒီရေပြားနဲ့တက်တက်ပြီးတော့တော်တော်များများလေးသိရှိနေကြတာဖြစ်ပါတယ်เนาะအားလုံးကပါเนาะဝီရီတို့ရဲ့ sharing ချက်နေကနေပြီးတော့ပြန်လေးဆွေးနွေးလိုက်ပါတယ်เนาะ အရေးပြပြဿနာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ new website တွေကပါဖြစ်ရှိလဲဆိုလို့ရှိရင်နေရောင်ခြည်နဲ့ဖြည့်ပြုမှုညာပဲပေါ့နော်ဖြည့်ပြုလဲဆိုလို့ရှိရင်အပြင်သွားတဲ့အခါမှာဆိုလို့ရှိရင်နေရောင်ခြည်နဲ့ဖြည့်ပြုနိုင်တဲ့အသားရည်နေရာမှန်သမျှကိုနေရောင်ခြင်းကိုလိမ့်ပေးဖို့လိုတော့ပေါ့နော်တကယ်လို့မလိမ့်ထားဘူးဆိုလို့ရှိရင် အွေပြားရဲ့အောက်ဆုံးဟောအထိဒီထိုးဖောက်နိုင်ပြီးတော့အွေပြားဆလဲတွေလည်းဖြည့်ဆည်းပေးနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့လူကိုအုံမင်းရင်းရောစေနိုင်တယ်လို့အွေပြားကိုလည်းဆန်းကျုံနိုင်တဲ့အမင်းစင်ကိုရောကျစေနိုင်တဲ့ကိုကြောင့်မို့အွေပြားတွေရောစီရောရဲ့ဖြည့်ဆည်းနိုင်ပါတယ်။နောက်တစ်ခုကကြတော့အရေးပြားအဆိုးဓာတ်ရေဓာတ်တွေခန်းဖောက်ကမျိုးလို့ပေါ့နော်အရေးပြားကျမရေးမှဆိုလို့ရှိရင်ခန္ဓာကိုယ်ကရေဓာတ်ပြေးဝနေပို့လို့တလို့အရေးပြားကလည်းအဆိုးဓာတ်ပြေးဝဖို့ထိန်းထားနိုင်မှအရေးကြီးရယ်နော် တကယ်လို့ကိုကမဖိနှားနိုင်ဘူးဆိုလို့ရှိရင်အရေးပြားဖလေးတွေကနေပြီးတော့ထုတ်လုံးနိုင်စွမ်းကိုနှိမ့်တင်ပေးတယ်ဒါမှမဟုတ်လို့ရှိရင်ရေတက်ကိုလည်းအရေးပြားရဲ့အပင်ပိုင်းသစ်ကြီးတွေကနေပြီးတော့ပေါ့နော်အဲအင်းရစီပြီးတော့ဒီရေသားရေကိုပေါ့နော်ဆက်မှလုပ်ပြေးစေနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီအရေးကြားမှဆိုလို့ရှိရင်အစိုးရနဲ့အရေးချက်မဲလာတဲ့အခါကျလို့ရှိရင်အသားရေမွေးဖောက်တာမျိုးတွေလည်းဖြစ်စေနိုင်တယ်လို့အရေးကြားပြဿနာတွေလည်းပို့ပြီးတော့များပြားဖြစ်စေနိုင်ပါတယ်နော် နောက်တစ်ခုမှဆိုလို့ရှိရင်ပေါ့နော်ပန်းဝန်းကျင်နဲ့ကိုဖိတ်သိမ်းမိတဲ့အရာတွေပေါ့နော်ဥပမာဖော်မှောက်တွေဒါသူတွေကပစ္စည်းတွေစက်ပါတဲ့ပိုးကောင်းတွေအစရှိတဲ့အရာတွေပေါ့နော်ကိုရဲ့အရေးပြားကိုရားရံစီပြီးတော့ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်စေတာမျိုးတွေရားရံပြီးတော့အခုပိန်ထတာမျိုးတွေအင်းပြင်းတို့မျိုးပေါ့နော်ထားတဲ့အနေဆက်တွေကိုပြီးတော့ဆိုလို့ရှိရင်အဲ့ဒါကအသားရည်ကိုပို့ပြီးတော့ပြည့်စုံစေနိုင်တယ်နော် နောက်တစ်ခုမှဆိုလို့ရှိရင်မိဘမျိုးရိုးလိုက်တယ်ပေါ့နော်အများတော့အားဖြစ်ဆိုလို့ရှိရင်မိဘစီရနေပြီးတော့မျိုးရိုးလိုက်တာအများတယ်အသားရည်မျိုးစားနဲ့အရေးကြာယောဂဖြစ်နိုင်လေကသားသမီးတွေစီရနေပြီးတော့မျိုးရိုးပြီးစားရောက်သွားစေနိုင်တဲ့ကကြမှုကလေးတွေမှဆိုလို့ရှိရင်ပေါ့နော်မျိုးရပါအရေးကြာယောဂဖြစ်လာနိုင်တာမျိုးတွေလည်းရှိတယ်ပေါ့နော် နောက်တစ်ခုမှဆိုလို့ရှိရင်ပန်းဝန်းကျင်မကန့်ရှင်းတာပေါ့နော်မိမိကိုယ်တိုင်နေနေပန်းဝန်းကျင်မှာဆိုလို့ရှိရင်တစ်ခုနေရာမှာဆိုလို့ရှိရင်ကအိုက်ခန်းလို့အိမ်ခြေနေရာတို့အလုပ်ခွင်တို့နော်ဘောင်းအောင်လို့အဆောင်လို့အစာရှိတက်ရှင်ရှင်မရှိတဲ့နေရာမျိုးဖုံတက်နေရဆိုလို့ရှိရင်အမျိုးဆက်ဆုံးနေရာမှာမဆိုလို့ရှိရင်ပေါ့နော်အရေးပြားကိုထိရောက်စီပြီးတော့အဲ့ဒါကိုတို့ဒုက္ခပေးစီနိုင်ရယ်နော် တကယ်လို့အရေးပြားတက်သမှဖြစ်နေပြီဆိုလို့ရှိရင်သူ့ရဲ့ပြတာတဲ့အချက်ကပါပြီးဖြစ်စီလဲဆိုလို့ရှိရင်အလိုမင်ရရနာမျိုးတွေနော်မတ်ခုကပုံမှန်အတိုင်းအရမစီတဲ့အကွက်များတွေဆိုဖြစ်စီတာမျိုးတွေပြီးနောက်ခုမှဆိုလို့ရှိရင်အနေချက်တွေအခုပိုင်နေအင်ဂျင်ကွက်တွေထတာမျိုးတွေပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်အခြေခွန်မျိုးပေါ့နော်အဲ့ဒါတွေမျိုးတွေနောက်တစ်ခုကမကောင်းတဲ့အနက်ဆက်တွေထွက်နေတာမျိုးတွေပေါ့နော် ကြီးတဲ့တာမျိုးတွေပုံမှန်မဟုတ်တဲ့အရေးကြီးဘူးတွေစိမ့်ထွက်နေတဲ့လက္ခဏာမျိုးတွေတွေ့ရှိနိုင်ပါတယ်နော်ဒါဆိုလို့ရှိရင်ပဲနေရမှာဆိုလို့ရှိရင်လူကဆရာဝန်တွေနဲ့တွားပြီးတော့ပြသသိတယ်ဆိုလို့ရှိရင်ကိုမှာပုံမှန်မဟုတ်တဲ့အရေးပြားပြဿနာတွေတစ်ခုခုကြုံရရပြီဆိုလို့ရှိရင်ကိုပါတာကိုစေးဝဲလဲရတာဖက်ပောက်တာမျိုးတွေစီးမိတို့တွေကြည့်ရတာမျိုးတွေမလောက်ပဲနဲ့ပေါ့နော် နားလေတက်ကြွနဲ့ဆရာဝန်တွေအရေးပြဆရာဝန်တွေကိုပေါ့နော်စစ်စစ်ကြီးတာခံယူသေးဖို့အကြံပြုလိုအပ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီအရေးပြပြဿနာနဲ့ပတ်သက်ပြီးရောပေါ့နော်မသိသေးတဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင် comment မှာလည်းရေးသားပေးဖို့လိုပါတယ်နော်ဒါဒါဆိုလို့ရှိရင်ဒီလိုရဲ့နောက်ထပ်ကျမရေးဒီဒီတာတွေကိုမြေရနှောင်းဝေပေးနေတဲ့ channel လေးဖြစ်တဲ့တကြောင်လို့နောက်ထပ်ဗီဒီယိုတွေကိုရှိရှိနိုင်အောင်လို့ဒီ message ဖိုင်လေးနှိပ်ထားပေးဖို့မေးပါနဲ့နော်